ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ငင်းချမ်းတရားတဲ့နိုင်ငံတခုကိုဖခင်တူလို့အုပ်ချုပ်နေတဲ့ဘီယန်ဂျီတပါးရဲ့အကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်ကမ္ဘာပေါ်မှာတော့ရွှေငွေပေါ်ကျွေးသွားပြီးငိမ့်ချမ်းတာရတဲ့နိုင်ငံငယ်လေးတွေများစွာရှိပြီးဒီနိုင်ငံငယ်လေးတွေထဲမှာတော့ဘူနိုင်းနိုင်ငံလည်းတစ်ခုပါဝင်ဖြစ်ပါတယ်။ဒီနိုင်ငံရဲ့ခေါင်းဆောင်ဟာဘီရင်တစ်ပါးဖြစ်ပြီးတော့ပြည်သူတွေနဲ့ထူးခြားတဲ့ဆက်ဆံရေးရှိတဲ့ဘီရင်တစ်ပါးလည်းဖြစ်ပါတယ်။ သူကတော့ကမ္ဘာအချမ်းသာဆုံးမင်းဆက်တွေထဲကတစ်ပါးဖြစ်တဲ့ဘရူနိုင်းဆူတန်ဟာဆာနဲ့ဘူလ်ကီယာပဲဖြစ်ပါရဲ့ရှင် ဆူတန်ဟာဆာနဲ့ဘူလ်ကီယာကိုတော့1946ခုနှစ်ဇူလိုင်လ15ရက်မှာမွေးဖွားခဲ့ပြီးသူဟာဘရူနိုင်းရဲ့29ပါးမြောက်ဆူတန်လည်းဖြစ်ပါတယ်1969ခုနှစ်အော်တိုဘာလ15ရက်နေ့မှာတော့ဖခင်ဖြစ်သူဆူတန်အိုမာအလီဆိုင်ဖူဒင်စီကနေနမ်းမွေဆက်ခံခဲ့ပြီးအလူငယ်ရွယ်စင်မှာပဲဘရူနိုင်းနိုင်ငံရဲ့ကံကြမ္မာကိုတာဝန်ယူခဲ့ရသူတဦးလည်းဖြစ်ပါတယ်ဘင်းမင်းမြတ်ဟာမြိတိန်နိုင်ငံဆင်းဟက်စစ်တပ်တို့မှာစစ်ပညာသင်ကြားခဲ့ရသူတဦးဖြစ်ပြီးသူဟာဒါကြောင့်လည်း သူ့ရဲ့နိုင်ငံမှာတော့ဘရင်တပါနိုင်ငံတော်ရဲ့အကြီးအကဲဝန်ကြီးချုပ်အပြင်ကာကွယ်ရေးဝန်ကြီးဖြစ်ပါတာဝန်ယူနိုင်ခဲ့ပြီးနိုင်ငံရဲ့လုံခြုံရေးကိုကိုယ်တိုင်ဥဆောင်စီမံခန့်ခွဲသူတူလည်းဖြစ်လို့နေပါတယ်။ဆူတန်ဟာဘရူနိုင်းနိုင်ငံကိုအဓိကအဖြစ်ဖခင်တူလို့ဥဆောင်ခဲ့သူတူဖြစ်ပြီးဘရူနိုင်းနိုင်ငံဟာရေနံနဲ့သဘာဝတမွေအရင်းမြစ်တွေပေါ်ကျွယ်ဝလာပါတယ်။ဒီလိုပေါ်ကျွယ်ဝမှုတွေကိုတော့ပြည်သူတွေအတွက်အကျိုးရှိအောင်ဆူတန်ကအသုံးပြုစေခဲ့ပါတယ်။ဘရူနိုင်းနိုင်ငံသားတွေဟာဆိုရင် အခွန်ပေးဆောင်စရာမလိုပဲအစိုးရစည်းရုံးတွေမှာအခမဲ့စီးကူတာခွင့်ရကြသလိုပညာရေးစည်းရုံးတွေမှာလည်းအစိုးရကအပြည့်အဝထောက်ပံ့ပေးထားပါတယ်။ဆူတန်ဟာဘရူနိုင်းနိုင်ငံကိုငင်းကျမှုတည်တိုင်းအောင်လဲထိမ့်သိမ်းနိုင်ခဲ့ပါတယ်။နိုင်ငံရေးမတည်ငြိမ်မှုတွေပြပခခတွေမရှိအောင်ပဲစီမံနိုင်ခဲ့ပြီးပြည်သူတွေရဲ့ဘဝတွေကိုလည်းလုံခြုံမှုပေးဆွနိုင်ပါတယ်။ ဇူတန်ဟာဆိုရင်အစ္စလမ်ဘာသာရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီးသူဟာအစ္စလမ်ဘာသာရဲ့အခြေခံမူတွေကိုလည်းနိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်မှာထည့်သွင်းကျင့်သုံးကာဘာသာရေးရဲ့တန်ဖိုးတွေကိုလည်းအလေးထားတတ်သူတို့ပါဘလူးနိုင်းပြည်သူတွေဟာဇူတန်ကိုလေးစားချစ်ခင်ရတဲ့အကြောင်းရင်းတွေကတော့ပြည်သူတွေကိုဂရုစိုက်တတ်တဲ့စိတ်နဲ့ ဆူတန်ဟာသူ့ရဲ့ပြည်သူတွေကိုတာသမိတွေလိုသဘောထားပြီးပြည်သူတွေရဲ့ဘဝတွေကိုအေးချမ်းတာရအောင် စီစဉ်ပေးတတ်သူပါဒီလိုဆောင်ရွက်ချက်တွေကပဲပြည်သူတွေကိုတိုက်ရိုက်အကျိုးဖြစ်ထွန်းစေပြီးသူ့ရဲ့တည်ငြိမ်တဲ့အုပ်ချုပ်မှုတွေကြောင့်လည်းနှစ်ပေါင်းများစွာနန်းသက်ရှိကြခဲ့ပါတယ်နိုင်ငံကိုတည်ငြိမ်မှုပေးစွမ်းနိုင်ပြီးပြည်သူတွေဟာနိုင်ငံရေးအပြောင်းအလဲတွေရဲ့အကျိုးဆက်ဆိုးတွေကိုရင်ဆိုင်ရခြင်းမရှိဘဲလုံခြုံအေးချမ်းစွာနေထိုင်နိုင်ခဲ့ကြပါတယ် ဇူတန်ဟာဘာသာရေးနဲ့ပတ်သက်တဲ့အလှူဒါနတွေကိုလှူဒန်းတတ်တယ်လို့ပဲစီးရဲသားတွေကိုလည်းအမြဲကူညီတတ်သူတူပါ သူရဲ့ပရာဟိတလုပ်ငန်းတွေဟာဆိုရင်ပြည်သူတွေရဲ့ဘဝတွေကို ပုံမကောင်းမွန်စေခဲ့ပြီးဒီလိုအရာတွေကြောင့်ပဲပြည်သူတွေရဲ့လေးစားချစ်ခင်မှုတွေကိုသိမ့်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ် ဆူဒန်ဟာဆာနယ်ဘိုလ်ကီယာဟာလက်ရှိအချိန်ထိနန်းသက်အရှိဆုံးမျိုးဆက်တွေကတဘာဖြစ်လဲမှတ်တမ်းဝင်နေပြီးသူဟာကမ္ဘာချမ်းသာဆုံးဘီရင်တဘာဖြစ်တယ်လို့ပဲကမ္ဘာမှာသူ့ရဲ့ပြည်သူတွေကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်လဲကြော်ကြားပါတယ်သူ့ရဲ့ကြော်ကြားလှတဲ့စကားတခွန်းဟာဆိုရင်တော့ကျွန်တော်တို့နိုင်ငံရဲ့အောင်မြင်မှုနဲ့ခွန်အားဟာပြည်သူတွေရဲ့ညီညွတ်မှုနဲ့အေးချမ်းသာရမှုမှာအမြဲတည်ရှိနေပါတယ်ဆိုတဲ့စကားတခွန်းဖြစ်ပါတယ်ဒီစကားတခွန်းကပဲသူ့ရဲ့ပြည်သူတွေကိုဘလောက်လေးထားလဲဆိုတာဖော်ပြနေတာဖြစ်ကြောင်း ဝိဝိမြန်မာပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်ရှင်